တရားဇဝနရေးတာထိုင်ဇဝနပုံမြစာအုပ်ထဲမှာဗေဒာယီဆိုတဲ့ရာသွင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တနေ့တနင်္ဂနွေကျွန်တော်ဒီသတင်းစာဖတ်နေစဉ်အပါအနာတို့လာရောက်ကြည့်ရှုပြီးနောက်ဥလေဥလေသတင်းစာထဲမှာတမယလူကိုမွေးရမပါဘူးလား။ဟုတ်မေးနေ၏။ဟာကြည့်ကြဖန်ဖန်ကွာ။ တလိဆန်ကလူကိုမွေးပါမလားမွေးတယ်ဦးလေးရဲ့မင်းဘဲရကြားလာခဲ့လို့တော့အလဲကနောက်ပြောတာဖြစ်ပါလိမ့်မယ်မနောက်ဘူးအတီပြောတာဆီယမ်မကပြောတယ်ငါဖြင့်နေတိုင်းသတင်းစာဖတ်တာပဲဒီသတင်းမတွေ့ရပါဘူးအင်္ဂလိပ်သတင်းစာတွေနိုင်ငံခြားသတင်းစာတွေထဲမှာလည်းမတွေ့ဘူးမတွေ့ပေမဲ့မွေးတယ်ဦးလေးရဲ့ရှေးတော်ကမွေးတာရှေးတော်ကဟာကို ဒီနေ့တရင်စာထဲ့ပါမလားကွာ ရှေးကလည်းမွေးမယ်မဟုတ်ပါဘူးမွေးလို့ရာဟိုဘက်နှစ်ပူတာလွန်နေသေးတယ်တမီးကလူမွေးပြီးကောင်မကလေးမွေးလို့ကြီးတော့လင်းရပြီးသူ့သားတွေရှင်ပြေနာဖြစ်သေးတယ်အမေတဲဆန်းပါကလားဟိဦးလေးမကြားဘူးလားတောင်မင်းကတိတကောကဲပြောစမ်းမအောင်ကွယ်နားထောင်ပါရစေ။ ။ဦးလေးမကြဘူးဆိုပြီးကျွန်တော်ပြောတဲ့အခါဝင်းပြီးတော့လူတက်မလုံနဲ့နော်။နားထား။ရှေ့တုန်းကအဲ့ဒါတကောင်ပြည်ကစတယ်ဦးလေးရဲ့။တကောင်ပြည်ဆိုတာကျွန်တော်ပြောပြနေတဲ့ရေတကောင်လောက်တဲ့ပြည်ပေါ့ဦးလေးရဲ့။အဲ့ဒီဟာရှင်ပြင်းရဲ့ညီဟာညညာလျှောက်လေလုံးလို့ပြန်လာတဲ့အခါတကားပိတ်ပိတ်ထားတာတွေ့ရပြီ။အိမ်ရှိပြင်မှာဒီအိမ်ရလို့အိမ်ရှိမင်းသားလို့တငယ်ချင်းတွေကဝိုင်းပြီးအနောက်ခံရတဲ့ မင်းသားတယောက်ရှိရောအဲ့ဒီမင်းသားကဝတ်သားတိတ်ကြိုက်တာပဲအဲ့ဒီမင်းသားစီကမာရုတ်ကတရုတ်တွေက အမြဲဝတ်သားခိုးခိုးပြီးရောင်းကြတယ်ဒီနေ့တော့တရုတ်တွေဟာလမ်းမှာဝတ်သားအင်စပိတ်တော်နဲ့တွေ့ပြီးခန့်သွားလို့မင်းသားလည်းဝတ်သားမစားရတာနဲ့သူကိုယ်တိုင်တော့တဲ့သွားပြီးဝတ်တကောင်လိုက်ပြီးဖမ်းပါရောဝတ်ကလည်းဒီမင်းသားကဝတ်သားနဲ့ထွက်နေတာကိုအနဲ့ရတာနဲ့ တပြိုင်နဲ့ငါတော့နဲ့ရွာဆန်းတော့မှာပဲဆိုတာသိပြီး ကြောက်အားလန်အားနဲ့ထွက်ပြေးတော့တာပဲမင်းသားလဲဝက်ကိုမြင်ပြီးမှမစားရပဲမနေနိုင်တာနဲ့အတင်းနောက်ကလိုက်တာတကောင်းပြေကနေပြီးပြေးမျိုးကိုရောက်တော့တာပဲဒီမင်းသားဟာသိပ်ပြေးနေတာပဲနော် အဝေးကြီးပြေးလိုက်ရတာလားမမောဘူးလမ်းချကလားတယ်လို့ဝင်စားတာပဲထင်တယ်အခုနေဒီမင်းသားရှိလို့ ။အိုလံပြည်အပြေးပြိုင်ပွဲမှာခရီးအရှည်ကြီးပြေးဝဲတဲ့ဝင်ပြေးလိုက်ရရင်မြန်မာပြည်ဟာတိတ်နာမည်ကြီးသွားမှာပဲ။ကိုင်းမှာမင်းပုံကိုဆက်ပြောစမ်းမှာအာဘော်တွေထုတ်မနေစမ်းမှာနဲ့။အဲ့ဒါနဲ့ပြေးမြို့ကြတော့မင်းသားလဲဝက်ကြီးကိုမိပြီးလှမ်းနဲ့ထိုးတက်လိုက်ပြီးတော့ဝက်သားစီပြန်ဟင်းကြီးချက်စားလိုက်တာ။ဝက်စီရစ်ပြီးလဲနာမရှောင်နိုင်တော့ဘူး။ ငါလာတော့ကတော့လာနိုင်နေအပြန်တော့ဒိုင်လေးနေလို့မပြန်နိုင်တော့ဘူးဒီမှာပဲရစ်သေးလောက်ပြီးအချောင်ဆန်ခံစားနေတော့မယ်ဆိုပြီးရစ်သေးလို့ဝင့်နေလိုက်ပါရောဒီရစ်သေးဟာစိတ်ညစ်ပတ်တယ်ဦးလေးရဲ့ရှူရှူပေါက်တာအိမ်သားတွေရအောင်မတော်ဘူးလမ်းပေးပါပဲငော့ပန်းလိုက်တာပဲမဟုတ်ပါဘူးကွာမင်းတို့ဘသူကအဲ့လိုပြောတယ်လဲလမ်းပေးငော့ပန်းလို့ တမီမတောက်မိတာပေါ့အိမ်သားတဲ့သွားပြီးရှူရှူပောက်ရင်တမီမတောက်လို့ရပါမလားတမီမလည်းရသေးကြီးရှူရှူတောက်မိတာနဲ့ဗိုက်ကြီးပါရောအခုနေခါဒီလိုတမီမဗိုက်ကြီးတယ်ဆိုရင်ဒီရသေးဟာတမီမနဲ့ညစ်ပတ်တယ်ဆိုပြီးအရက်ထရဝိုင်းပြီးခဲနဲ့ပောက်ထုတ်ကြမှာပဲခြေတော်ကမို့လို့ကန်ကောင်းသွားတယ်အဲ့ဒါနဲ့တမီမလည်းစေလာစီတော့ ကောင်းမကလေးတယောက်မိနေပြင်တာပေါ့။တမင်မလည်းဘိုက်ရှိတော့လေးမရှိပဲဘိုက်ရှိတာမို့တောဆက်နားထဲမှာမနေပဲကလေးလဲမွေးပြီးရောသူ့ကိုယ်သူအပြိုကလေးလောက်ပြီးကလေးကိုစွတ်ပစ်ခဲ့ပြီးတောနယ်ထဲကသူ့ဆွေမျိုးတမင်တွေစီပြန်သွားတာပေါ့။ဒါနဲ့ရသေးကြီးကကောင်းမလေးကိုမွေးထားရပြီးကောင်းမကလေးအပြိုဖြစ်လာတော့ရသေးကြီးလဲသူ့စိတ်ကိုသူမနိုင်မှဆိုတာနဲ့ တနေ့လုံးညစ်ထဲသွားပြီးရက်ခက်ခိုင်းထားရောအဲ့ဒါနဲ့ပြီးရောလားမပြီးသေးဘူးဦးလေးရဲ့ဒီပုံကရေတကောင်းပြီကိုပြန်ပြီးစပြန်ရောဘလို့လဲဆိုတော့အဲ့ဒီပြေကရှင်ပြင်းကြီးဟာတိတ်ပြီးမိမပွေတာပဲအပါကြီးမိဟာတို့တော့မဟုတ်ဘူးထင်နေဟုတ်တာပေါ့ရာဇဝင်နဲ့မှဒီအတိုင်းပဲပါရက်လာကွာမပါပေမဲ့ ယောဂရလို့သူကမွေးတဲ့ကလေးတွေဟာမျက်စိကန်းကလေးတွေမွေးရမဟုတ်လားကျွန်တော်တို့ကျောင်းကိုတနေ့တုန်းကဆရာဝန်တယောက်လာပြီးကာလာသားယောဂနဲ့ကျမ်းမာရေးအကြောင်းပြောတော့ဟာအဲ့ဒီလိုပဲပြောတယ်ယောဂရတဲ့လူတွေရဲ့ကလေးတွေဟာယောဂပါလာတတ်တယ်တဲ့ဥလေးငင်းချေသေးသလားမငင်းရပါဘူးမောင်ရဲ့မိပုံကိုသာဆက်ပါအောင်ရှင်မင်းကလည်းသူမိမစီသွားခြင်းနဲ့အခါမှာသွားသလားမသိဘူး အကန်းကလေးနှစ်ယောက်မွေးလို့ရှင်ပြင်းက ရှစ်ပြီးတက်ပြစ်မှဆိုလို့ပွက်ထလာမှာမသိဘူးအကန်းတွေကြီးလာတော့မှသိတယ်အဲ့လိုတီးတော့ဒီကောင်တွေရှိနေငါယောဂါရှိတာ လူတိကုံတော့မယ်တက်ပြစ်ခိုင်းတော့မိဖုရားကြီးကသူ့သားသမီးတွေကိုမတက်ရတာနဲ့ကြည့်မြင်တယ်မြင်မြင်ကြောင်းရအောင်တွားကြဆိုပြီးခေါမော်တင်ပြီးလှုပ်လိုက်တာပေါ့လမ်းမှာစားဖို့ထမင်းတွေနဲ့ မတော့အောင်လုပ်ပြီးပေးလိုက်တယ်။အဲ့ဒါနဲ့ထောင်ကြီးမျောလာတော့လမ်းမှာတစ်ပင်တစ်ပင်နဲ့ထောင်ညိပ်ပြီးဘလူးမတစ်ပါးကတစ်ပင်ပေါ်ကနေပြီးထောင်ပေါ်ကူးလာပြီးတော့သူတို့ထမင်းစားတဲ့အခါတိုင်းနှိုက်နှိုက်စားပါရော။ခါတိုင်းတော့ထမင်းတစ်ထုပ်ဆိုရင်နှစ်ယောက်ဝတယ်။ဘလူးမဝင်စားကြတဲ့ကသူတို့ပေါ်အမြဲမလောက်ပဲဖြစ်နေကြတော့အကိုကြီးကဟေ့ငါကြီး တို့များဒီလိုနေလို့တော့မဖြစ်ဘူးတို့ထမင်းကိုတယောက်ရ အမြဲဝင်ပြီးဘုံနေပြီထင်နေတခိုးဖမ်းရအောင်လို့တိုက်မိနာပေါ့အကဲတွေဟာတခိုးဖမ်းတိတ်လဲတာပဲကြည့်မိနိုင်မြင့်မြေเจ้าသားတွေဟာခဏခဏတခိုးဖမ်းလို့မိတယ်သူတို့လဲတခိုးဖမ်းတာဘလူးမအောင်မိပါရောမိတော့အကိုကြီးကကိုင်းမဲမင်းကြီးမှသေးရအောင် ပြင်မေတော့ဆိုပြီး တန်လျက်နဲ့ရွဲလိုက်တော့ဘလူးမှလည်းကြောက်ပြီးချမ်းသာပေးပါရှင်ပြမစာလုံးလို့နှိုက်စာမိတာပါရှင်တို့မျက်စိမြန်လှုပ်ပေးပါမယ်လို့ပြောပြီးတကိုးနဲ့လှုပ်လိုက်တာမျက်စိမြင်သွားကြပါရောအကဲနှစ်ယောက်လဲအခုမှကြည့်တတ်ပြီးဟိုကြည့်ဒီကြည့်နဲ့အမဲမိုးဆိုတာအဖုံးကြီးကွက်ညီဆိုတာအထဲကနေတာပဲနော်လို့ဆိုတာနဲ့ အဲ့ဒီလိုပြောတဲ့နေရာတွေကိုမိုးဖုံးမြေတယ်လို့ခေါ်တယ်ဦးလေးရဲ့မြေတဲ့ဆိုတာအာလန်ကိုခေါ်တယ်တဲ့အဲ့ဒါမြေတဲ့ကကာလာရွေလျောပြီးအာလန်လို့ခေါ်တာဘာပြုတ်လို့လဲဆိုတော့ဘလူးမှာဖောင်ဘဝခုံပြီးချလို့မြေတဲ့ကအာလန်ဖြစ်တာတဲ့နောက်ဖောင်မျိုးလာပြီးပြင်းမျိုးနဲ့ရောက်လို့ခေါင်းဦးတိုးတာနဲ့အဲ့ဒီနေရာကိုခေါင်းဦးတောင်းလို့ခေါ်တယ်အခုဖျားတွေဘာတွေနဲ့ရှိတယ် ီဘေနာရောက်တော့စားစရာတွေကုန်တာနဲ့ညီကိုနှစ်ယောက်ကုန်းပေါ်တဲ့ပြီးစားစရာရှာပြီးပြန်လာတော့ခေါင်းမရှိတော့ပဲလူခိုးသွားတာတွေ့ရလို့ခေါင်းခိုးတဲ့နေရာမို့အခုခွားခေါင်းဆိုတဲ့ရွာကလေးရှိတယ်ဦးလေးရဲ့။ဒါနဲ့သူတို့လဲခေါင်းမရှိတော့ကဲနာခြေချင်းဆက်ပြီးလျှောက်လာကြတော့ရသေးကြီးမွေးစားထားတဲ့သမီးကိုမြင်ရတော့အကိုကြီးကဟေ့ဟိုမှာညာတယောက်တွေ့နေတယ် မင်းဒီမှာနေအောင်ငါတော့နှူးလိုက်အောင်မယ်ဆိုပြီးတွားပြီးလူပြိုစကားပြောတော့ကောင်မလေးကရှက်ထားနဲ့ငိုပြီးအဖေကြီးကိုတွားတိုင်မယ်ဆိုပြီးရေသေးကြီးစီဆောက်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 နဲ့ပြန်သွားတာပေါ့ရေသေးကြီးကဟဲ့တမီးကြီးကြီးနင်ခါတိုင်းညနေမှပြန်လာတယ်ဒီနေ့စောလာကြီးလားဆိုတော့ကြီးကြီးကအဖေခုနကောင်ကျမကိုလူပြိုစကားပြောတယ်ဆိုတာနဲ့ရေသေးကြီးကလည်း ပြန်စမ်းဘဲကောင်းတွေလဲငါလိုက်စော်စမ်းမယ်ဆိုပြီးတောင်းဝေးကင်ပြီးလိုက်သွားတာကိုရောက်လို့မေးမြန်းကြည့်တော့သူ့အကိုတကောင်းပြီးကရှင်ပြင်းရဲ့သားတွေဖြစ်နေတာတွေ့ရတာနဲ့ကြီးကြီးကိုခေါ်ပြီးငါတူတွေပါကွယ်စိတ်မဆိုးပါနဲ့သူတို့ကကြိုက်လို့ပါတဲ့သမီးကလည်းကြိုက်လိုက်ပါလို့အောင်သွယ်လုပ်ပြီးအကိုကြီးနဲ့ပေးစားလိုက်ရောမကြခင် အကိုကြီးမလက်ကသွားပြီး ညီနဲ့ရာရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ဆရာဇဝနာရေးသားထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာဗေဒာယီဆိုတဲ့ရာဇဝင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်